အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်စီပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြန်လည်ပြောပြပေးသွားမှာကတော့အသက်73နှစ်အရွယ်ကလေးမလေးကိုမကြသေးခင်ကမှထောင်ငါထွက်လာတဲ့အသက်40အရွယ်နိုင်ပေါင်းစုသူမှစပါတော်တွေကိုဆွဲချပြီးအာဓမပြုချင်းခဲ့တာကြောင့်ရွာသူရွာသားတွေမှာရိုက်နှက်ပြီးဖမ်းဆီးခဲ့ရတဲ့ဆိုတဲ့ထိုင်းနမိတ်ကြီးတဲ့ရင်ကိုကျွန်တော်ပြန်လည်ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ဖြစ်စဉ်ကတော့ဆယ်လပိုင်း၁၇ရက်နေ့ကထိုင်းတည်နေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံနှခွန်စီထမရာမျိုးမှာအဖွားနဲ့အတူနေထိုင်တဲ့အသက်၃နှစ်အရွယ်ကလေးမလေးကိုမကြသေးခင်ကမှထောင်ကားထွက်လာတယ်။အသက်၄၀အရွယ်နိုင်ပေါင်းဆိုသူမှာ လီမလီရဲ့ဆိုင်ကယ်အနောက်ကနေလမ်းကျုံလိုက်မယ်ဆိုပြီးလေကွင်းတစ်ခုနာကိုရောက်တော့ကလီမလီကိုစပါတော်တဲ့ဆွဲချပြီးအာဒမပြူချင်းခဲ့ပါတယ်ပြီးွားတဲ့အခါမှာတော့တရက်ခံဖြစ်သူနိုင်ပေါ့ဆိုသူဟာဒီကိစ္စဘသူကမှမပြောပြနဲ့ဆိုပြီးချိန်ချောက်ခါကလီမလီကိုအိမ်ပြန်ခိုင်းခဲ့ပါတယ်ဒီလိုနဲ့ကလီမလီအိမ်ပြန်သွားတော့မိဖြစ်သူရဲ့ပုံစံဟာရှုံးနေပေလူနေပြီးရုပ်ပြက်ဆင်ပြက်ဖြစ်နေတာကြောင့်မိလေးလမ်းမှာဘာဖြစ်ခဲ့တာလဲလို့မေးတော့အသက်၃နှစ်အရွယ်ကလီမလီဟာသူမကိုမကြသေးခင်ကမှထောင်ကထွက်လာတဲ့နိုင်ပေါ့ဆိုသူမှ ှာစပါတော်တဲ့ဆွဲချပြီးပြုကျင်ခဲ့ကြောင်းအဖွားဖြစ်သူကိုပြောပြခဲ့ပါဗျ။အဲအခါမှာတော့အဖွားဖြစ်သူဟာရွာလူကြီးကိုတိုင်ကြခဲ့ပြီးရွာသားတွေတီးသွားတဲ့အခါမှာတော့အာလုံးစုဝေကတဆိုင်ရာနဲ့အတူလဲတော်ထဲမှာပုံနေတဲ့နိုင်ပေါ့ဆိုသူကိုဝိုင်းဝန်းဖန်စီခဲ့ပါဗျ။နောက်ပြီးတရက်ခံကိုဖန်စီတဲ့အခါမှာလည်းတရက်ခံဖြစ်သူဟာစပါတော်ထဲမှာပုံနေတာကြောင့်အချင်းအတော်ကြာရှာလို့မတွေ့တဲ့အဆုံးရဲတွေဟာမိုးဘောကိုတနက်ပြစ်ဖောက်ပြီးတရက်ခံဖြစ်သူကြောက်လန့်ပြီးထားပြေးတဲ့အချိန်မှာရွာသားတွေနဲ့အတူဝိုင်းဝန်းဖန်စီခဲ့ပါဗျ။တရ က်ခံကိုဖမ်းမိတဲ့အခါမှာလဲရွာသားတွေဟာဝိုင်းဝန်းထိုးကြိတ်ခဲတာမျိုးတွေရှိခဲ့ပြီးတရက်ခံဖြစ်သူမှာတော့အထိုးခံရတာကြောင့်ပါဇက်တွေလည်းကွဲပြဲခဲ့ပါတယ်ဒီလိုနဲ့ထိုင်ရဲတွေဟာရွာသားတွေရဲ့လက်ချံနဲ့ခြေလွန်လက်လွန်မဖြစ်အောင်တရက်ခံဖြစ်သူကိုအ мян ဆုံးရေစခန်းကိုခေါ်သွားခဲ့ပါတယ်နောက်ပြီးကျူးလွန်ခံခဲ့ရတဲ့အသက်၃နှစ်အရွယ်ကလေးမလေးရဲ့အဖွားဖြစ်သူပြောပြတာကမိလေးဟာမိဘမဲတယောက်ဖြစ်ပြီးအဖွားနဲ့အတူနေထိုင်တဲ့အခင်ဖြစ်တဲ့နေ့ကအဖွားဟာမိလေးကိုအိမ်မှာဆန်ကုန်နေလို့ဆန်သွားဝယ်ခိုင်းတော့မိလေးလည်းဆန်ဝယ်ဖို့အတွက်ဆိုင်က ယ်မောင်းပြီးထွက်သွားခဲ့တယ်။ဒီလုံနဲ့လမ်းထဲကိုရောက်တော့မကြသေးခင်ကမှထောင်ကားထွက်လာတဲ့နိုင်ပေါ့နဲ့တွေ့ပြီး နိုင်ပေါ်ကလည်းမီလေးကိုသူလဲဈေးဝဲเสียရရှိတဲ့လမ်းကြောင်းလိုက်လို့ရမလားဆိုပြီးခလီမလေးနဲ့အတူလိုက်သွားခဲ့ပါတယ်။နောက်ပြီးခလီမလေးကလည်းနိုင်ပေါ်စုသူနဲ့ခင်မင်ရင်နှီးတာကြောင့်လမ်းကြောင်းခေါ်သွားခဲ့ပါတယ်။အလိုနဲ့လေကွင်းသားကိုရောက်တော့နိုင်ပေါ်ဖာမီလေးကိုစပါတော်တဲ့ဆွဲချပြီးအာဓမာပြုချင်းပြီးလှုပ်ပေးခဲ့တာဖြစ်တဲ့ဒီလိုနဲ့ဆံဝယ်ဖို့ထွက်သွားတဲ့မီလေးတနအီလောက်ကြပြီးတဲ့နောက်မှအင်ကိုပြန်ရောက်လာတော့ဒီကိုလုံးရှုံးနေပေလူနေပြီးပုံပြတ်ပံပြတ်ဖြစ်နေလို့အဖွာအတင်းအကျပ်မေတော်မှဖြစ်စဉ်နဲ့ပတ်သက်ပြီးမီလေးကအားလုံးကို ုပြောပြခဲ့တာဖြစ်တယ်လို့ကျူးလွန်ခံခဲ့ရတဲ့အသက်73နှစ်အရွယ်ကလေးမလေးရဲ့အဖွားဖြစ်သူမှပြောပြပါဗါး။နောက်ပြီးထိုင်းရဲတပ်ဖွဲ့ကတရက်ခံဖြစ်သူကိုစစ်ဆေးမေးမြန်းတဲ့အခါမှာတရက်ခံဖြစ်သူဟာငြင်းဆိုထားပြီးကလေးမလေးကိုသူမကျူးလွန်ရဘူးလို့ထွက်ဆိုပါဗါး။လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရက်ခံရဲ့ထွက်ဆိုချက်တွေကိုမယုံပဲဆက်လက်စစ်ဆေးမှုပြုလုပ်ပြီးသွားရင်တရက်ခံဖြစ်သူအသက်40အရွယ်နိုင်ပေါ့ဆိုသူကိုထိရောက်စွာအေးအေးမှုပြုလုပ်သွားမှာဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့ကပြောပါဗါး။